မင်္ဂလာတရားတော်ဆက်ရှိအတိအမြင်ဘ ഹു တုတ္တညာတဲ့သူကျွဲတဲ့သူဖြစ်ခြင်းနောက်တစ်ပိုက်ကဘာဟုတိတ်စင်စတိတ်ပင်စအတိအမြင်ဘ ഹു တုတ္တညာတဲ့သူကျွဲတဲ့သူဖြစ်ခြင်းအတက်ပညာအမျိုးမျိုးတက်မြောက်ခြင်းသည်အောင်မြင်ကြောင်းကြီးပွားကြောင်းပြည့်စုံကြောင်းဒါကလည်းအတိပယ်အင်မတန်ကျဲပါတယ်လောကီအတိပယ်လည်းကောက်ရမယ်တရားနဲ့ပတ်သက်တဲ့အတိပယ်လည်းကောက်ရမယ် ဘဟုတုတများဖို့လိုတယ်အတိအမြင်များတဲ့သူကျွဲတဲ့သူဟာကိစ္စတစ်ခုခုရှိလာရင်စဉ်းစားစရာအချက်အလက်သူ့မှာပြည့်စုံတယ်စဉ်းစားစရာအချက်အလက်ပြည့်စုံတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်ပုံမီကမှန်ကန်တယ်ဘလို့နီးနဲ့လှုပ်လို့ရမလဲဆိုတာသူစဉ်းစားလိုက်ရင် လုံနီးလှဟန်ကို ရှင်းရှင်းလင်းလင်းတိတိကျကျသိလာတယ်ဟိုးအင်မတန်ဝေးလံခေါင်းတဲ့နေရာမှာဘာမှပညာနဲ့အသိမသင်ရတဲ့သူတယောက်နဲ့ ပညာတွေအများကြီးသင်ရပြီးတော့ဘဝတုဒ္ဒတွေအများကြီးကျွဲတဲ့သူတယောက်ဟာပြဿနာတစ်ခုကြုံတဲ့အခါမှာဘသူကပို့ပြီးတော့ဖြေရှင်းနိုင်မလဲပညာဉာဏ်ဘဝတုဒ္ဒကျွဲတဲ့သူကပို့ပြီးတော့ဖြေရှင်းနိုင်တယ်နော်ဥပမာဘုံကြီးကိုတိုးကြုံမြို့မှာမျက်စိပိတ်ထားပြီးတော့ယထာဘောတင်သွားပြီးတော့တနေရာမှာထားခဲ့ပြီးထွက်ပြေးသွားရင်ပြန်တက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့တိုးကြိုးမျိုးဘဟုတုတဖုံးကြီးမှာမရှိဘူ ဘယ်နေရာရောက်နေမှတောင်သိမှာမဟုတ်ဘူးတယောက်ယောက်အဖို့ပါမှပဲသွားလို့ဖြစ်တယ်အညောင်းဖြည့်လမ်းလျှောက်သွားရင်တောင်မှတဲတဲသွားပြီးတဲတဲပြန်လာရတယ်တွေးလိုက်ရင်တကြာလမ်းပျောက်သွားမှဆိုလို့မကွေ့ရဘူးတကာကြီးတို့တကမာကြီးတို့ကဒီမှာနေတာကြတော့ဒီမျိုးတမှုလုံးရဲ့အမေဘုံက ခေါင်းထဲမှာရှိနေပြီအဲ့ဒီဘဟုတုတရှိနေတော့တနေရာရောက်သွားရင်ဘလို့ပြန်ရမလဲဆိုတာဘာမှအခက်အခဲမရှိဘူးနော်အဲ့ဒီတော့ အတိအမြင်ဘဟုတုတကျွဲတဲ့သူဟာအခက်အခဲကို ရိုးရိုးလေးနဲ့လွယ်လွယ်လေးဖြေရှင်းနိုင်တယ်။အဲ့ဒီလိုပဲတရားနဲ့ပတ်သက်တဲ့အတိအမြင်ဘဟုတုတလည်းလိုတယ်နော်။လက်တွေ့ကြတဲ့တရားစာပေတွေအများကြီးဖတ်ဖို့လိုတယ်။မတိတာတွေကို ရှင်းအောင် မေးသင့်တဲ့ဆရာသမားနဲ့တွေ့တဲ့အခါမှာမေးရမယ်။ပြီးတော့ကိုယ်ကိုယ်တိုင်လည်းပဲလေ့ကျင့်ရမယ်အားထုတ်ရမယ်။အဲ့ဒီလိုသိထားတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်တဲ့အခါမှာဖြည့်ရှင်းလို့ပိုးလွှဲတယ်စိတ်ကပြဿနာကိုဖန်တီးတာဘုန်းကြီးကတိုးကြိုလိုမျိုးမှာလမ်းလျှောက်တာတော့တော့မကြောက်ပါဘူးနော်အဲ့ဒီပြဿနာလောက်က ဖြည့်ရှင်းရတိတ်မခတ်သူစိတ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြည့်ရှင်းနိုင်ဖို့ပိုအရေးကြီးတယ်ဒါကြောင့်တရားဘဟုတုတအများကြီးရှိဖို့လိုတယ်တရားအားထုတ်တဲ့အလေးအကျင့်အများကြီးရှိဖို့လိုတယ်ကာယ ानु ပတနာလဲအားထုတ်ဖို့လိုတယ် ဝေဒနာ नु ပတနာလဲအားထုတ်ဖို့လိုတယ်ဒါပေမဲ့ဒီလောက်နဲ့မလုံးလောက်သေးဘူးစိတ်တာ नु ပတနာတိတ်အရေးကြီးတယ်စိတ်တာ नु ပတနာအားထုတ်ရင်စိတ်အကြောင်းပိုသိလာတယ်စိတ်အကြောင်းပိုသိလာလို့ရှိရင်စိတ်ရဲ့အတွင်းအခြေအနေတွေကိုလည်းအသေးစိတ်ပိုသိလာတယ်စိတ်ကတည်ရှိနေတယ်သိနေတယ်ဆိုရင်တည်ရှိနေတာကိုသိနေတယ်တည်ရှိနေတယ်လို့ပြန်သိလို့ရှိရင်ဓမ္မာ नु ပတနာဖက်တယ်လောကကို စိတ်ကဥဆောင်နေတယ်အဲ့ဒီတော့ စိတ်ပိုင်းဆိုင်ရာပြဿနာကိုဘသူဖန်တီးတာလဲစိတ်ကပဲဖန်တီးတာပဲစိတ်ကပြဿနာကိုဖန်တီးတာကိုစိတ်ကိုကိုတိပြီးတော့တကယ်ခေါင်းအောင်ပြုပြင်ထားလို့ရပြီဆိုရင်အဲ့ဒီစိတ်ကပြဿနာကိုမဖန်တီးတော့ဘူးဥပမာမနာလိုဝင်တိုစိတ်ရှိတဲ့တူတယောက်တူထက်တခြားတယောက်ကတခုခုตาတယ်ဆိုပါတော့ယူကြီးအဖင်ตาတာလဲဖြစ်ချင်ဖြစ်မယ်အလိုကိုင်းမှာဝင်ငွေအဖင်ပို့ပြီးတော့ตาတာလဲဖြစ်ချင်ဖြစ်မယ် တခြားဖက်ဖက်ကလည်းတခုခုသားတာဖြစ်ချင်ဖြစ်မယ်အဲ့ဒါမနာလိုဘူးဆိုပါတော့မနာလိုတဲ့လူစိတ်ထဲမှာဘာဖြစ်နေမလဲပူလောင်နေမယ်ဆင်းရဲနေမယ်အဲ့ဒီလူနဲ့တွေ့တဲ့အခါစကားပြောမယ်ဆိုပါတော့ဘလို့ဖြစ်မလဲစကားပြောတိတ်အဆင်မပြေမှာမဟုတ်တော့ဘူးအပြစ်ရှာပြီးတော့ပြောတော့မယ်ခနဲ့တော့မယ်ရွဲ့တော့မယ်စောင်းပြောမယ်မြောင်းတော့မယ်ဟိုလိုပြောမယ်ဒီလိုပြောမယ်အဲ့ဒီတော့ပြဿနာပိုများမလာဘူးလားပိုများလာမယ်နော် ပိုလဲစိတ်ဆင်းရဲသလိုဆက်ဆံရေးအဆင်မပြေမှုတွေလည်းဖြစ်လာမယ်။အဲ့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကြည့်ပြီးတော့မယ်ငားစိတ်မှာဖြစ်နေတာဒါမနာလိုဝင်တိုတဲ့စိတ်တွေပါလားလို့သူ့ကိုတည်တည်ချာချာလီလီစားစားပွန်းပွန်းလင်းလင်းစူးစိုက်ကြည့်ပြီးတော့ပဲသူ့ကို အနတ္တစိတ်နဲ့မြန်ရလို့ရှိရင် ကြာရင်အဲ့ဒီစိတ်ကပျောက်သွားရောပြောက်သွားတော့သူဟာသူငါထက်ယူရီအဖင်တာရာပဲဖြစ်ဖြစ်ဝင်းဝေးအဖင်တာရာပဲဖြစ်ဖြစ် ပညာအရေးချင်းအပြင်ပွဲတွေပို့ပြီးတော့များနေတာပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်ဖြစ်သူ့အတော်ကိုကဝမ်းတောင်တားလိုက်တယ်။ဩသူတော်တော်အဆင်ပြေတာပါလားလို့ဝမ်းတောင်တားလိုက်သေးတယ်။တမားအဆင်ပြေနေတာကိုဝမ်းတားတာကိုဘာခေါ်တယ်လဲ။မူတီတာလို့ခေါ်တယ်နော်။အိပ်တမစရိယာနေပြောင်းပြန်သူ့အဆင်ပြေနေတာကိုကြည့်ပြီးဝမ်းတားနေတဲ့အခါမှာကိုစိတ်ကဘလို့ဖြစ်တယ်လဲ။အေးချမ်းတယ်။သူ့အဆင်ပြေနေတာကိုကိုကဝမ်းတားနေတယ်လို့သူတည်သွားရင်ဘယ်နဲ့နေမလဲ။ ကိုကိုပိုးတော်ချစ်ခင်လေးစားလာမယ်တချို့တပည့်တွေကပြောတယ်တပည့်တို့တို့အစဉ်ပြေတာကိုတချို့လူတွေကသိလို့ရှိရင် သူတို့မနာလို့ဝင်းဒိုးစီဖြစ်တယ်မျက်နာအထားကအစမတည်ငြိမ်ဘူးမအေးချမ်းဘူးမကြိုက်ဘူးမနစ်သက်ဘူးတချို့လူတွေကြတော့အစဉ်ပြေတာကိုသိလို့ရှိရင်တိတ်ပျော်တာပဲဝမ်းသာတာပဲတဲ့အဲ့ဒါကြောင့်ကို့မှာတခုခုပေးစရာကျွေးစရာရှိတယ်ဆိုရင်ဘသူကိုသွားပေးမလဲကို့အပေါ်မှာမူတီတာထားတဲ့သူကိုသွားပေးတာပဲပေးချင်တယ်ကျွေးချင်တယ် ကိုကောင်းချိုးကို သူကဝမ်းတာတာတဲ့ကိုကြီးပွားတဲ့အောင်မြင်တယ်ကိုသူကဝမ်းတာတာတဲ့ဟိုတခြားတယောက်ကတော့ကြီးပွားတဲ့အောင်မြင်တယ်ကိုကြားရရင်သူကမနာလိုဝင်လိုစိတ်တွေဖြစ်နေတာတဲ့တွေးရရင်တော့မလွဲတာလို့လောကဝတ်အရာဟန်ဆောင်ပြီးတော့ပြုံးပြီးတော့ဆက်ဆံလိုက်တာပဲပြီးရင်တော့ကိုစီသူလာရင်တောင်မှမြန်မြန်ပြန်ရင်ကောင်းမယ်အဲ့ဒီလိုတွေးတယ်သူစီသွားရင်လည်းပဲမြန်မြန်ပြန်ချင်းတယ်မနေချင်ဘူးဒီသဘောထားလေးတွေကအရေးကြီးတယ်နော်။နှစ်ဖက်စလုံးရှိမှပို့ပြီးတော့ခိုင်မြဲတယ်။ ဘဝမှာအစင်ကြီးခြင်းရဲ့လောကီဘ ഹു တုတကျူရဖို့နေလိုအပ်တယ်လို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လေဘ ഹു တုတအများကြီးကျူရဖို့လိုလေလောကီမှာလက်တွေ့အလုံးလောက်ကြရာမှာကျွမ်းကျင်မှုရှိဖို့လေလိုရနော်လက်မှုပညာအမျိုးမျိုးလဲတက်ဖို့လိုတယ်ဘ ഹു တုတတင်မကဘဲနဲ့လောက်ရဲ့ကိုင်းရဲ့ပို့ပြီးတော့အစင်မင်းဖို့လိုတယ်လောက်တာကိုင်းတာတိကြတာသေးကြတာဘာအလုပ်ပဲလုပ်လို့အမှားယွင်းသိမရှိဘူးတိကြတယ်သေးကြတယ် စိစတဲ့ကျွမ်းကျင်တယ်ဆိုရင်အဲ့ဒီတော့ကျွမ်းကျင်တဲ့သူဟာလောကမှာအဆင်ပြေတယ်ထို့အတူပဲတရားအထုတ်တာကျွမ်းကျင်တဲ့လူဟာလည်းပဲပိုအဆင်ပြေလာတယ်တရားဟာဘူးတူတလောက်နဲ့မရသေးဘူးလက်တွေ့ပါဖို့လိုတယ်တခြားဘာသာတရားနဲ့မတူဘူးတခြားဘာသာတရားကနားထောင်လိုက်ဖတ်လိုက်ရွတ်ဆိုလိုက်အဲ့လားဆိုလုံလောက်သွားပြီဘုရားဘာသာတရားဟာနားထောင်ယုံ ရေယုံဖတ်ယုံရွတ်ယုံနဲ့မပြီးသေးဘူးလက်တွေ့မှာ ကိုယ်ခန္ဓာမှာဖြစ်နေတာကိုယ်စိတ်မှာဖြစ်နေတာကို ကိုယ်ကိုယ်ပိုင်ညာနဲ့ကြည့်ပြီးတော့သိပြီးတော့ပြင်ဖို့လိုတယ်အဲ့ဒါသိအရေးကြီးတယ်အဲ့ဒါကို တကယ်လုံနိုင်သွားရင်ဘဝမှာတကယ်အစင်ပြေးပြီပေါ့စိတ်ကတဖြည်းဖြည်းတိုးတက်သွားလိမ့်မယ်ပြောင်းလဲသွားလိမ့်မယ်စိတ်ထားပြောင်းယုံနေမကဘူးရုပ်ရည်ပါပြောင်းလဲသွားလိမ့်မယ်ဘုန်းကြီးလည်းတပည့်တွေတော်တော်များများကိုကြည့်တယ်တရားအမထုတ်ခင်က ရုပ်ရည်နဲ့တရားအထုတ်ပြီးရုပ်ရည်မတူတော့ဘူး အတက်ကြီးသွားတာအိုးသွားတာနဲ့မဆိုင်ဘူးသူ့စိတ်ရဲ့အေးချမ်းမှုဟာသူ့မျက်နှာမှာပေါ်တာတွေ့ရတယ်ထွေဖူးတဲ့ဆရာတော်တပါအတက်60လောက်ရှိနေပြီမျက်နှာတော်ကကြီးလင်းလိုက်တာစိတ်အေးချမ်းလိုက်တာသူ့စိတ်ကသူ့မျက်နှာမှာပေါ်နေတယ်သူ့စိတ်ကသူ့အတန်လဲမှာလဲပါလာလာတယ်သူ့အတန်ကိုကအေးချမ်းနဲ့မေတ္တာကရုဏာပါတဲ့အတန်ဖြစ်နေတယ်ဒါကြောင့်ဆရာတော်ကြီးတွေကိုတွားပွေးရင်ဆရာတော်ကြီးတွေဘာပြောပြောကိစ္စမရှိဘူးပြောကျင်လာတာပြော သူတို့ပြောတာတခုခုကြားရတာနဲ့ကိုပဲစိတ်ချမ်းသာနေတာပဲကိုဘွားမှာတကယ်တုတ်တက်ခြင်းနဲ့ပြောင်းလဲခြင်းတဲ့ဆိုရင် လောကီဘုဒ္ဓတလည်းအများကြီးရှာပါအခုခေတ်ကလောကီဘုဒ္ဓတမရှိလို့လည်းမဖြစ်ခုနော်လောကီကံရတာတွေကတဖြည်းဖြည်းအစင်မြင့်မြင့်လာတယ်မြင့်လာတော့ပညာဘုဒ္ဓတလည်းပို့ပြီးလိုလာတယ်တရားဘက်ကလည်းအတိညာဘုဒ္ဓတကြွယ်ဖို့လိုတယ်တရားအထုဖို့လိုတယ်နှစ်ခွက်စလုံးရှိမှပို့ပြီးတော့ခိုင်မြဲတယ် ဆရာတော်ဦးဇော်တိကမဟာမြင်တော်ရဤမင်္ဂလာတရားတော်စာအုပ်မှကိုးယူဖော်ပြပါသည်စာမျက်နှာ109ကနေ116